။ဒါကြောင့်ကောင်းကင်ဘော်ကနေပေါင်900ကြီးနဲ့ချလိုက်တယ်။ပေါင်900ကြီးနဲ့ပြစ်လိုက်တယ်။အဲ့တော့တွေ့တဲ့တော်မှာရစရာမရှိအောင်ဖြစ်သွားရထားအောင်နော်။ဘာဖြစ်လို့များလွယ်အိတ်တွေကကလေးတွေရဲ့လွယ်အိတ်တွေကအကောင်းပကတိဖြစ်နေရတာလဲလို့မေခွန်းထောက်မယ်အပြည့်ဖြစ်သွားပြီဗျ။ဒီအာနာတိန်ကလည်းစစ်ကောင်စီကပြည်သူ့ကိုတခုခုအကြမ်းဖက်လိုက်တာနဲ့နော်။ဘာဖြစ်လို့လဲဆိုရင် MU ဖက်ရတယ်ဗျာ။တမိုင်းရတော့လွှဲနေတယ်ပြည်သူ။ကျွန်တော် MG lobby တဲ့ပုံ။ MG ရဲ့ကျွန်တော်ဖားတဲ့အကြောင်းဖြစ်။ MG နဲ့တက်ပတ်တက်ပတ်တက် အလိုချရမီဘာပီတူညီကိုမော်နမာများအလုံးမမင်္ဂလာပါ Newsbeat Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရယ်2025ခုနှစ်မေလ14ရက်နေ့ရဲ့ကျွန်တော်တို့ညပိုင်းဗီဒီယိုတင်ဆက်မှုတွေနဲ့ဒီနေ့ညမှာနောက်ဆုံးကြားသေးတဲ့တော်လန်တရင်ထူးများစွာရှိလာဖြစ်တဲ့အတွက်ဗီဒီယိုကြောင့်တဲ့သူစာဆုံးကြည့်ရှုပေးကြဖို့အလုံးဖိတ်ခေါ်လိုက်ပါရယ်ကျွန်တော်အယုံဆုံးအနေနဲ့ခါတိုင်းလိုပဲတရင်တော်လေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တပုတ်အနေနဲ့ကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့အနီးအာရှလမ်းမကြီးပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့အောင်စရက်စစ်ကြောင်းနောက်တန်းကော့ကရိတ်တပ်စခန်းကို တော်လိုင်းရေးပွန်တရရနဲ့ပြတော်မှာမေလ၁၄နေ့မှာတင်ပတ်ရရှိခဲ့တဲ့ဆိုတဲ့သတင်းကောင်းတွေပဲဖြစ်ပါတယ်။ဒီမနက်လည်းနေရာတစ်ခုထပ်ရတဲ့အာရှလန်ပေါ်ကော့ကရိတ်အနီးတနေရာပါဆိုပြတော်မှာလူထုຫນွေဦးရဲ့စည်သတင်းမိကနေပြတော်မှာပြောဆိုထားတာပဲဖြစ်ပါတယ်။စကန်တင်ပတ်ပွဲအတွင်းမှာစကောက်စီတက်တေဆုံးမှုရှိတဲ့ဆိုပြတော်မှာလည်းပြောဆိုထားတာပြင်မဲ့ဒါပေမဲ့စကောက်စီတက်ရဲ့တေဆုံးမှုရေးတွက်တဲ့တပွဲတွင်လက်နက်ခဲတွေရရှိမှုပေါ်မှာပြောဆိုခြင်းမရှိဘူးလို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဘက်ကနေပြတော်မှာ အခုဆိုရင်စစ်ကောင်စီရဲ့တက်စကန်ကိုထပ်မံရရှိထားတာပြီးတော့မှဒါလည်း viewer စကန်ကိုလည်း channel နဲ့ channel တော်လာရင်ပုံပုံတပုံနဲ့ပြီးတော့မှနောက်ဆုံးရရှိထားတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတပုံအနေနဲ့ကတော့ကချင်လူလိုက်ရေးတမတော် KIO KIA ဒုတိယဥက္ကဋ္ဌဘူချိုကြီးဂွလန်ကန်ဆောင်ဦးဆောင်တဲ့ KIO ကိုဆက်လက်ဖွဲ့ဆိုရင်အပရလကုံစတင်ပြီးတော့မှရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ဝရီတောက်တွဲပြီးတော့မှမမေးတရီနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ကျွန်တော်နောက်ထပ်သိရတာဖြစ်ပါတယ်။ အချမ်းမာမိတ်တပ်ဖွဲ့တွေထဲကအစင်းမြင့်အရာရှိတွေဘယ်သူတွေတယောက်တယ်ဆိုတာမသိရှိရသေးဘူး။မာမိတ်တပ်ဖွဲ့ဝင်တွေတွေ့ဆုံဆွေးနွေးကြတယ်လို့ပဲသိရှိထားပါတယ်။မာမိတ်တပ်ဖွဲ့ဝင်တွေကြားရောတပ်ဖွဲ့နဲ့တပ်ဖွဲ့တီးတန့်တွေ့ဆုံမှုတွေလည်းရှိတယ်လို့တော့တချို့တရင်မြေတွေကပြောဆိုကြပါတယ်ဆိုပြီးတော့မှကချင်စီရဲ့နိုင်ငံရေးလေလာတူတူဖြစ်တဲ့ဥဇော်ဆန်းအနေနဲ့ပြောဆိုထားပဲဖြစ်ပါတယ်။မီလာချောင်းရင်တွေက FBNCC တွေ့တယ်ဝါပြင်းနယ်မှာဆိုပြီးတော့မှတရင်မြေကနေပြောဆိုထားပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ခုဆိုရင်ဒီ KI ဘက်ကနေပြောပါတော့နော်။ နေမြေအငင်းပွားဖို့တွေနဲ့ပတ်သက်ပြီးတော့မှတည်နေလေးနဲ့လည်းတွေ့ဆုံမှုတွေရှိသလိုကျန်တဲ့ကျွန်တော်တို့ဒီအဖွဲ့ဝင်တပ်ဖွဲ့ဝင်တွေနဲ့လည်းတွေ့ဆုံဆွေးနွေးတယ်လို့ကျွန်တော်နောက်ထပ်တည်ရပဲဖြစ်ပါတယ်ကျွန်တော်ခုချိန်မှာတော့ KAI နဲ့တည်နေလေးပူးပေါင်းဖို့ပေါ့နော်လွမ်းနေတာပြီးတော့မှနေမြေအငင်းပွားမှုတွေနဲ့ပတ်သက်ပြီးတော့မှလည်းပြည်သူတွေဘက်ကနေပြီးတော့မှဒီကိစ္စကိုအမြန်ဆုံးဖြေရှင်းချဖို့ပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကျွန်မကတော့ကျွန်တော်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေခံရတဲ့ NUG ကိုအမြဲတမ်းပြောလို့ရမရဘူးဆိုပြီးတော့မှ ကိုစီရဲ့တုံးသက်ပြောဆိုမှုပဲဖြစ်ပါတယ်ကိုစီဘယ်လိုမျိုးတွေပြောထားမလဲဆိုတော့ကျွန်တော်စာကြည့်လိုက်ရအောင်နော်နောက် NUG ဆိုတာကျွန်တော်တို့ပြည်သူကိုအာဏာသိမ်းလိုက်တဲ့အချိန်မှာနော်အဲ့ဒီပြည်သူကိုစလဲတွေတဲ့အစုအဖွဲ့တွေက CIA ဖွဲ့တွေအဲ့ဒီ CIA ကမဆင်ဖြစ်တည်လာတဲ့အာမခံအစစ်အစိုးရပဲရှိတယ်သူဟာဒီမြန်မာတော်လှန်ပြည်သူတွေအတွက်အာမခံထားတဲ့ပုံရိပ်တစ်ခုဖြစ်ပဲသူမှရှိတယ် နံပါတ်1တူမှာအာနာအပြည့်ဝမပိုင်သေးဘူးအခုမှနာမည်ဆိုးမိုးလာတယ်ဆိုတော့ဒေတာတချို့လောက်မှာပဲသူအခွန်အခတွေကောက်ပြီးတော့အလုံးလုံးနဲ့အဓိက IMG ရဲ့လေပတ်နေတဲ့ရန်ရန်အားလုံးကပြည်သူကထောက်ပံ့ထားတဲ့ငွေနဲ့လေပတ်နေရတာအဲ့တော့သူတို့နေသားမှာ2024တခုနှစ်မှာသူတို့ရရှိတဲ့ဗန်နာငွေကိုရှင်းလင်းထုတ်တဲ့နေမှာ480ကျော်ဘီလီယံနဲ့ကျပ်ငွေ480ဘီလီယံနဲ့အဲရွှေအချိန်18ပိတ်တာရတယ်ဆိုတဲ့ဟာကိုညင်ညာခဲ့တယ်အဲ့ဒီအပေါ်မှာဘူချယ်လေးလိုဟာမျိုးကစားဒီပတ်စံတွေကိုမရာကြီးမရာငယ်နဲ့တုံးပြီးတော့ဆိုတဲ့ဟာမျိုးနဲ့ဖောင်းထုတ်တယ်အဲ့တော့ဖြစ်နေတာကလက်ရှိမြန်မာနိုင်ငံမှာစစ်ဒီအာနာတိန်ကားနဲ့စစ်ကောင်စီကပြည်သူကိုတခုခုအကြမ်းဖက်လိုက်တာ ਨੇ နော်ဘာထပ်လုပ်လဲဆိုလို့ရှိရင် MU ထပ်တာဆဲကြတယ်တခါကြီးကတော်တော်လွဲနေတဲ့ကိစ္စကြီးကျွန်တော် MG lobby ထဲမဟုတ် MG ရဲကျွန်တော်ဖားစရာအကြောင်းမရှိ MG နဲ့ပတ်သက်ပတ်သက်မှုမရှိနော်ပတ်သက်မှုမရှိဆိုတာလူမျိုးရဲ့ပတ်သက်မှုရှိတယ်လောက်တဘောရတော့ကျွန်တော်တို့ MG အောက်ကတိုင်တက်ဖွဲ့တွေထပ်ဖို့လုပ်တယ်ဒီလောက်ပဲအဲ့တော့ဒီနေ့မှာကျွန်တော်ပြောချင်တာကတော်တော်များများလှိုင်လှိုင်ပြောလာတဲ့စကားတွေရှိတယ်အဲဒီညက်ပြတဲ့လေဘုံကျဲဝရနဲ့လေရင်ပြအမြောက်မရလို့ဆိုပြီးတော့ဆဲတာတွေဒါတွေကကျွန်တော်မြင်နေရတာအားလုံးပဲပြမှာပါအဲ့တော့ကောင်းပြီလေရင်ပြတဲ့လက်နဲ့တလက်ကိုဘယ်လောက်ရှိလဲ ဲ့ဒီလေပြည့်တဲ့လက်နက်ကိုဘယ်လိုလမ်းကြောင်းဝင်လို့ရမလဲ။နော်ပြီးလို့ရှိရင်လေပြည့်တဲ့လက်နက်ကိုဘယ်နေရာမှာထားမှာလဲ။လက်ရှိစစ်ကောင်စီကဘယ်နေရာတွေကိုပြန်နေတာလဲ။ခင်ဗျားတို့ကြည့်လား။ तू ပြန်ချင်တဲ့နေရာပြန်ရင် तू ကျဲချင်တဲ့နေရာရှောက်ကျဲတဲ့ဟာကိုကျွန်တော်တို့လေလက်နက်လေနော်အခုတပေါင်းချထားလည်းမလောက်ဘူး။ဒါပေမဲ့လက်ရှိ project ပဇင်းဆုံးပြီးတော့သူတို့ဒီလက်ကင်ဖို့ဆိုပြီးတော့ဝယ်ပြီးတော့တုံးတဲ့ငွေဒီငွေဘမလဲဘယ်နေရာအောင်တုံးလိုက်လဲသူတို့တောင်းရင်ခံထားတဲ့လူတွေမှာအတောင်ရှိတယ်အေးအဲ့ဒီငွေကိုကိုကပြောတော့မယ်ဆိုရင်လည်း ဒီဝေကိုမင်းတို့ဘယ်နေရာမှာအလွဲတုံးစားလောက်လိုက်တယ်အဲ့လိုတိတိကျကျထောက်ပြပေးကြပါအခုကအဲ့လိုတိတိကျကျဘယ်နေရာမှာအလွဲတုံးစားလောက်လိုက်လဲဆိုတာကိုလည်းဘယ်သူမှဒီနေ့ထိထုတ်မပြနိုင်ဘူးဒါပေမဲ့ခုနကပြောသလိုအာဒီဝေတွေမရှိတော့မင်းတို့တုံးလိုက်တယ်ဆိုတဲ့ဟာမျိုးနဲ့ပဲဆွဆွဲနေကြတဲ့လူတွေမရှိတယ်နော်အဲ့တော့ NUG ဆိုတာကကျွန်တော်တို့အရှင်းအရှင်းမှာကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့ကာကွယ်နိုင်တဲ့အစိုးရမဟုတ်ဘာဖြစ်လို့လဲတူမှအချုပ်ချာအာဏာကျွန်တော်တို့ကသူ့မပေးထားဘူးအဲအယူဂျီကိုခင်ဗျားတို့ကာဝယ်ခိုင်းတင်နေဆိုရင်နိုင်ငံရဲ့အထုတ်ချအာဏာကိုခင်ဗျားတို့အယူဂျီလက်ထက်ထည့်လိုက်အဲ့ဒါရှင်းနေဟုတ်တယ်မလား တော့ IOG ဆိုတာလည်းတသက်လုံးအစိုးရလုပ်မဲ့အဖွဲ့အစည်းလည်းမဟုတ်ဘူးဒီဂျားကာလာတော်လိုင်းရေးကာလာမှာခင်ဗျားတို့ကျွန်တော်တို့ရဲ့ပြည်သူကိုအာမခံပေးထားတဲ့အဆင့်မရှိဘူးသူကဘာမှတအဆင့်မရှိဘူးဒီတော်လိုင်းပြီးတာနဲ့ရွေးကောက်ပွဲလာတာနဲ့သူက IOG ဆိုတာပြောက်သွားမယ်ရှာနော်သူကသူပေါ်လာတဲ့ပါတီတွေဒီမိုကရေစီနော်ဖက်ဒရယ်ဒီမိုကရေစီနဲ့ဖြစ်သွားလို့ရှိရင်ပါတီကောင်ဒီမိုကရေစီနဲ့ဒီသွားမယ့်ကိစ္စအဲ့တော့ IMG ကမတိလို့ရှိရင်တသက်လုံးပဲအုပ်ချုပ်တော့မလို့လို့ IMG ကပဲဒီတိုင်းကြီးကိုအာဏာကိုမကာကွယ်ပေးနိုင်တယ်လို့ နော်လက်ရှိကျွန်တော်တို့ကိုအာနာတိမ့်ပြီးအကြမ်းဖက်နေတာစစ်ကောင်စီလေအဲ့ဒီအတွက်ကျွန်တော်တို့ကထတော်နှံတာလေ NUG ကအရင်ဖွဲ့တယ်ဖွဲ့ပြီးတော့လာဟစ်ပြည်သူတွေငါတို့ NUG ကဥဆောင်ပြီးတော့စစ်တပ်ကိုတော်နှံချမယ်လောက်ထားခဲ့တာမဟုတ်ဘူးကျွန်တော်တို့ပြည်သူတွေကပဲထတော်နှံတာထတော်နှံပြီးပြည်သူတွေကပဲလားအစိုးရအဖြစ်ငါတို့ပုံရိပ်လိုတယ်ရော NUG ဆိုပြီးဖွဲ့လိုက်တာ NUG ကအရင်ဖွဲ့ပြီးတော့ပြည်သူတွေကိုလာခဲ့ပါငါတို့စစ်တပ်ကိုတော်နှံမှာလို့ခေါ်ထားတာမဟုတ်ဘူးဒါတော့နားလည်မှုလိုတယ်အဲ့တော့ကျွန်တော်အခုပြောနေတဲ့ရည်ရွယ်ချက်ကတရားနဲ့တရားစောင့်ပြစ်ထိုင်ပြောနေတာကျွန်တော်တို့အကျိုးမရှိဘူးဘယ်နေရာမှာကိုစီရတော့ပါနော်ဒီ NUG ကိုကျွန်တော် ဒီစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေပြီးမှာပဲဝေဖန်မှုတွေများလာတာနဲ့ပတ်သက်ပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။ကျွန်တော်တို့လည်းသိရှိထားတဲ့အတိုင်းညကင် project နဲ့တခြားဒီ NGO ကနေပြီးတော့မှ campaign တွေလုပ်ပြီးတော့မှအခုချိန်ဒီစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေပုံမှာလောလောလလနဲ့ပြန်ပြီးတော့မှမတုံ့ပြန်နိုင်ဘူးဆိုတော့ပါနော်။ဝေဖန်တန်တွေကြိုက်ပြီးပြီးချင်းမှာပဲကျွန်တော်တို့ခုဆိုတော့ ဒီလိုမျိုးစကွန်စီရဲ့လေကြောင်းတက်ခတ်မှုတွေနဲ့သူတို့ရဲ့လက်နက်ကြီးပြခတ်မှုတွေပေါ်မှာကျွန်တော်ပြည်သူတွေဘက်ကနေပြီးတော့ဘယ်လိုမျိုးတံပြန်တက်ခတ်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှလည်းဖြေရှားချဖို့ပြောဆိုထားတာပဲဖြစ်ပါတယ် NGO ဆိုရင်တော့ကျွန်တော်ဒီဒေါ်လာရဲ့အတွင်းမှာပြည်သူတွေကိုအမခံပေးမဲ့အစိုးရရဲ့တရက်ဖြစ်ပြီးတော့မှကျွန်တော်ပြည်သူတွေနဲ့ဒေါ်လာတမားတွေကြားထဲမှာပေါင်ကူစစ်သွဲပုံစံနဲ့ပေါ့နော်အခုဆိုရင်လှုပ်ဆောင်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့မော်ဘင်မျိုးနဲ့အလန်ဂျီကျေးရွာကကောင်းစားနေတဲ့စစ်ကောင်စီအုပ်ကြီးအကြောင်းကိုတင်ဆက်ထားတဲ့တဲ့တင်လေးကျွန်တော်ဆက်ပြီးတော့မှနောက်ထောင်ကြည့်လိုက်ရအောင်နော် ဒီတစ်ခါမှာတော့ဒေါနာတီဗီရဲ့ပြည်သူ့ကြားကပြည်သူ့စကားအစီအစဉ်အနေနဲ့မအူပင်မြို့ကပြည်သူတို့ရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ ARD တိုင်းဒေသကြီးမအူပင်မြို့နယ်အလန်းကြီးကျေးရွာကအုပ်ချုပ်ရေးမှုဦးတို့ကျွဲဟာစစ်မှုထမ်းအတွက်တိုင်းမရင်9000ကျပ်ကောက်ခံနေပါတယ်။စစ်မှုထမ်းအစိုးဝင်တဲ့သူ2ဦးရှိတဲ့အိမ်ဆိုရင်တသိန်းလစဉ်ကောက်ခံနေပါတယ်။တနေ့လုံးမှတနေ့စာပတ်စံမထည့်နိုင်တဲ့သူတွေဆိုရင်အစည်းအဝေးမှာအများရှိထွက်ထိုင်ခိုင်းပြီးပြောဆိုအဆက်ခွဲပါတယ်။ လူဝဲမလို့ဆိုပြီးလာစင်ကောက်တဲ့ပတ်စံတွေကသူ့ကိုကျိုးအတွက်ပဲတုံးနေတာပါကျမတို့ကြေးရွာမှာစစ်မှုထမ်းလိုက်သွားတဲ့မိသားစုတွေကိုပတ်စံထောက်ပံ့ပေးတာမျိုးလည်းမရှိကြပါဘူးအရင်ကစီးပွားရေးအဆင်မပြေတဲ့အိုဂျီဦးတို့ကျေကအခုဆိုလေထုံဇက်တွေဝဲအိမ်နေစောင့်နေပါပြီပြည်သူတွေစီကပတ်စံနဲ့ဝယ်နေတုံးနေတာပါတရွာလုံးကသူ့ကိုကြည့်လို့မရပါပဲမပြောရကြပါဘူးရှင်သူနဲ့မတည့်တဲ့သူဆိုရင်စစ်မှုထမ်းနဲ့ထည့်နေတာဆိုတော့သူ့လို့တမျှခံနေရတာပါလို့စာရေးသားပြပူလာပါတယ်ရှင် ပြည်သူများအနေနဲ့ကျမတို့ဒေါ်နာရဲ့ပြည်သူကြားကပြည်သူစကားအစီအစဉ်မှာနင်းနာမှုတွေအခက်အခဲတွေအတွက်ရင်ဖွင့်ခြင်းနဲ့ဆိုရင်ချက်ပေါက်ကနေတစဉ်စာပေးဖို့ပြီးပါဝင်နိုင်ပါတယ်။ပေးဖို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အခွေသားတွေကပေါက်ကြားမှုမရှိအောင်လှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဒါတော့ပါနော်ကျွန်တော်ဒီမိုးဖင်မြို့နယ်အလန်ဂျီချေရွာကစကွန်စီအိုဂျီအနေနဲ့ပြတော့ကျွန်တော်ပြည်သူတွေပေါ်မှာရဲ့အနေနဲ့အနိုင်ကျင့်ဖို့ကြနေတယ်ဆိုတော့ကျွန်တော်ကြားသိရတာပဲဖြစ်ပါတယ်။ဒီလိုမျိုးစကွန်စီအိုဂျီချေရွာဆိုလောက် ခုချိန်မှာတော့ကျွန်တော်တို့ဗီဒီယိုတွေစီကနေပြတော့မှခြူစားရတဲ့ကြီးပွားချမ်းသာနေကြတာပြတော့မှခုဆိုရင်လည်းတိုက်တွေဆောက်ခါတွေဝယ်ပြတော့မှတင်းတင်းတက်တက်နဲ့နေထိုင်နေကြတယ်လို့ကျွန်တော်ချက်ရတယ်ပဲဖြစ်ပါတယ်အဲ့လိုမျိုးအကြီးတွေနဲ့ဒလန်ပြူစော်ရီတွေကိုကျွန်တော်တို့ PDF တွေနဲ့ကျန်တဲ့တော်လိုင်းတက်ဖို့နေရတယ်ပြတော့မှပြက်ခတ်ရှင်းလင်းနေတာမို့လို့ဒီကောင်တွေနဲ့ပတ်သက်ပြီးတော့မှတေးစိချစ်လက်တွေကိုကျွန်တော်တက်ဆိုင်တော်လိုင်းတက်ဖို့နေစမှာအများဆုံးအချက်လက်နဲ့တကွာပေါ့နော်ပြဖို့ကြဖို့ကျွန်တော်ဒီတင်ကနေပြတူတွေအားလုံးတောင်းဆိုပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမိုက်ကွက်ကအေးချုံပေါ်ကရောင်းနေပြတော့မှ ဝထင်းချင်းကျွေးရွာကိုစစ်ကောင်စီရဲ့နေမြို့မှာမုန်းချတိုက်ခိုက်တာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ကလည်းမြို့မှာလှုပ်ချန်လေးဆဲထားတဲ့ပေါ့နော်ဇလန်ဖြစ်တယ်ဆိုတဲ့သဘောမျိုးနဲ့မျော်လင့်မျော်စပြထားတဲ့ဟာလေးကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ဒကိုင်းတိုင်းမှာရှိတဲ့တပ်မတော်သားတွေဒကိုင်းတိုင်းမှာရှေ့တန်းမှာထွက်တဲ့တပ်မတော်သားစစ်သားတွေပတ်တာစားတွေရဲတွေကိုပြောချင်ပါတယ်ဗျာနော်ခင်ဗျားတို့တိတိကျကျမှတ်ထားနော်ခုလိုင်းပေါ်မှာနာမည်ကြီးနေဒီပြည်ရင်ကအုတ်ထင်းရွာလာပါလားတော့မသိဘူးပေါ့နော် ဒါဥထင်းရွာမှာတမတော်ကနေတဲ့ဟိုဘက်ကပြောတာပေါ့နော်ပေါင်900ကြီးနဲ့ချတာခလေးတွေတည်သွားတယ်တဲ့ခလေးတွေတည်သွားတယ်လူကြီးတွေမပါဘူးဆိုတော့ပေါ့ဗျာနော်အဲ့တော့ခင်ဗျားတို့တွေ့ကြည့်ဗျာတို့တို့ကြီးကအင်းကြီးတွေဥစဉ်ဆိုလို့ရှိရင်လည်းဥစဉ်ရဲ့တပည့်တွေကိုကြီးကအင်းကြီးတွေဆင်ထားတာတစ်ထဲကို9တိန်းလောက်ရှိတယ်ဗျာနော်သရုပ်ကြီးကနေလာတဲ့ကြီးကအင်းတစ်ထဲ9တိန်းလောက်ရှိတယ်အဲ့ခင်ဗျားတို့လည်းအဲ့ဒီ9တိန်းအကုန်ခံစရာမလိုတော့ဘူးအဲ့မဲ့နေရပုံလေးတွေကြီးလိုက်တယ်လွယ်လေးတွေတွေ့တယ် လွယ်လေးတွေတွေ့တယ်နော်။အဲ့ဒါကောင်းကင်ဘော်ကနေပေါင်900ကြီးနဲ့ချလိုက်တယ်။ပေါင်900ကြီးနဲ့ပြစ်လိုက်တယ်။အဲ့တော့တွေ့တယ်တော့မှရစရာမရှိအောင်ဖြစ်သွားတဲ့ထောင်းနော်။ဘာဖြစ်လို့များလွယ်အိတ်တွေကကလေးတွေရဲ့လွယ်အိတ်တွေကအကောင်းပကတိဖြစ်နေရတာလဲလို့မေခွန်းထောက်မှအဖြစ်ဖြစ်သွားပြီဗျ။နော်။စာမေးပွဲဖြစ်နေတယ်နော်။ကလေးတွေရဲ့လွယ်အိတ်မှာပြဲချင်းလည်းမရှိဘူး။ဘာမှလည်းမရှိဘူး။နော်။ပြဲချင်းလည်းမရှိဘူး။ဘာဆိုဘာမှကိုမရှိဘူးပြဲချင်းနေပါသေး။ အဲ့တော့ခင်ဗျအဲ့ဒီလွယ်အိတ်တွေကိုကြီးကအိကြီးကအိကြီးလှုပ်ပြီးတော့လှုပ်လာတော့မှပို့ပြီးအစင်ပြင်းပဲထင်ရနော်ပေါင်900ကြီးနဲ့ချရတော့မှလွယ်အိတ်ကဘာမှမဖြစ်ဘူးဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ပေါ့ဗျာအဲ့တော့ပြောချင်တယ်ခစ်တေတို့ DBC တို့အဲ့ဒီကကျောင်းဆရာမတယောက်ပေါ့နော်ကျောင်းဆရာမနဲ့အခြားတော်သူတွေလေလေပြပြောင်ပြပြောင်လိမ်ပါပြပြောင်ညာပါလို့เนาะအမှန်လွယ်တီကိုဓာတ်နဲ့ပြောင်းလောရမယ်ဓာတ်နဲ့စွထားရမယ်လွယ်တီအပေါက်ပေါက်တွေလောရမယ်ဇက်နာအောင်လေဇက်နာအောင် အခုကခင်ဗျားတို့ကလိန်လဲလိန်ရင်ပြီးတော့ပါတယ်ခေတ်တကလူကြီးဘလောက်90ကျော်ဟိုကျောင်းဆရာမှပြောတာလူကြီး10ဦးဟာတရားနဲ့တရားလဲညှိလဲမထားကြဘူးเนาะအဲ့တော့လိန်ရင်ပြီးပြောင်းလိန်ပါလို့ပေါက်ကိုတော်ကနေအကြံပြုချင်ပါတယ်ဗျအားလုံးတော်ပါပဲဗျကဲဒီမှာပေါ့နော်အရေးချုံကပေါ့ကနေပြတော့မှဒီဘုံချက်ခံရတာကကျွန်တော်ဘက်ကနေပြတော့မှလှုပ်ချန်လေးဆက်ထားတဲ့ဇလန်သဘောမျိုးဖြစ်တယ်ဆိုတော့မှပြောင်းလဲပြောင်းစားဖျောက်ဆုပ်ထားတာပဲဖြစ်ပါတယ်ဆိုတော့အဒီကောင်တွေကနေပြတော့မှကျွန်တော်ပြီးသူတွေရဲ့ဒီလိုမျိုးစကွန်စီရဲ့ရေးစစ်စစ်နဲ့ တပြက်ခါရတာတော့မှစာနာတနာချင်းမရှိဘဲနဲ့ဟုဆိုရင်ကျွန်တော်ဘက်ကနေပြုံးမှာပဲစစ်ကောင်စီကိုအပုတ်ချတဲ့နေလန်းတွေနဲ့ပေါ့နော်နိုင်ငံတကာနဲ့ပြုံးမှာအဖြစ်ပြေးအေးယူလို့ရအောင်မျိုးမျိုးစုံသုံးပြီးတော့မှဇလန်းစင်ပြီးတော့မှအကောက်ကျန်နေတဲ့ဆိုတဲ့ပုံစံမျိုးတွေတိပြောဆိုလာတာပဲဖြစ်ပါတယ်တကယ်တော့အတန်းကြတဲ့အုပ်စုတွေပဲဖြစ်ပြီးတော့မှကြီးစုနေကြတဲ့မျိုးကပြည်သူတွေဘက်ကနေပြုံးမှာဒီပေါကရုံပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့အမြင်လေးတွေကိုလည်းခြိုက်ပိတ်ခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ် ဟုတ်ပြီကျွန်တော်နောက်ထပ်ဗီဒီယိုတဘောအနေနဲ့ဘောမမျိုးဆိုရနေပြီးတော့မှစစ်ကောင်စီဘက်ကြောင့်နိုင်ငံထဲကနေပြောက်ွယ်တင်းတာလဲဆိုတော့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ပြောလို့မျိုးဆက်ပြောထားတဲ့အရာလဲကျွန်တော်ဆက်ပြီးတော့မှခြေလိုက်ရအောင်စစ်တပ်ကိုအာဏာရှင်ဆန်နေအာဏာရှင်စစ်တပ်ဖြစ်နေလို့မရှိစေချင်ဘူးလို့ယေဘုယျပြောလို့ရတယ်သူတို့ရဲ့ပြောပေါ့ဒါဆိုရင်စစ်တပ်ရဲ့တည်ရှိမှုဟာမနေ့တနေ့ကမှတည်ရှိခဲ့တာလားမဟုတ်ပါဘူး မြန်မာပြည်ရဲ့နိုင်ငံရေးခရီးလမ်းတောက်လျှောက်မှာစစ်တပ်ကအမြဲတမ်းပါဝင်ပတ်သက်နေခဲ့ရတာပါပါဝင်ပတ်သက်နေခဲ့ရတာပါလို့ကျွန်တော်သုံးပါတယ်ဆွေကြီးဝင်ရောက်ဆွတ်ဖက်ပြီးတော့ပါဝင်ရတာမျိုးမဟုတ်ပါမဖြစ်မနေလိုအပ်လာတဲ့အချို့အခွေတွေမှာပါဝင်ပတ်သက်ပြီးခဲ့ရတာပါစစ်တပ်ကမြန်မာပြည်လွတ်လပ်ရေးရပြီးချိန်ကစပြီးဒီနေ့ဒီချိန်ထိမြန်မာနိုင်ငံရဲ့ နိုင်ငံကြီးရည်စည်းချောင်းထဲမှာအမြဲတမ်းပါဝင်ပတ်သက်နေရတာဟုတ်ပြီ1962ခုနှစ်တော်လိုင်းကောင်စီအာဏာသိမ်းလိုက်တဲ့အချိန်တုန်းကစစ်တပ်မုန်တီးဒီလောက်မြင့်တန်းတာမရှိပါဘူး1988ခုနှစ်အာဏာသိမ်းလိုက်တော့လေစစ်တပ်မုန်တီးဒီလောက်ကြီးမြင့်တန်းတာမရှိပါဘူးနှစ်တောင်ကြာနှစ်တည်းအာဏာထိမှုဖြစ်စဉ်အပြီးမှာစစ်တပ်ပေါ်မုန်တီးမှုပြင်းထန်လာတယ်လို့ကျွန်တော်ကတော့သုံးသပ်ပါ အဲ့ဒါဆိုရင်စစ်တပ်ကိုဘာကြောင့်မုန်းတယ်လဲသူတို့ပြောပါလိမ့်မယ်ပြည်သူတွေရဲ့ဆန္ဒကိုမျက်ခွေပြုလို့ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့အစိုးရကိုဖျောက်ချပြီးအာဏာသိမ်းလို့ဒါကြောင့်မို့အာဏာရှင်စစ်တပ်ဒါကြောင့်မို့စစ်တပ်ကိုလုံမရှိဘူးလို့သူတို့ပြောကြပါလိမ့်မယ်အချိန်ဒီတိုင်းမှာအကြောင်းရဲ့အကျိုးရဲ့ရှိပါတယ်စစ်တပ်ကနှစ်တုံကြာနှစ်တည်းဖေဖော်ဝါရီတရနေ့မှာအာဏာထိမ့်လိုက်ရတာဟာ ရှစ်တက်ကောင်းဆောင်လေးစစ်သားတွေကတိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုအပိုင်စီးကျင်လို့လားဒါမှမဟုတ်ရင်ဒီမိုကရေစီလမ်းကြောင်းနဲ့ဒီမိုကရေစီအနှစ်သာရနဲ့တွေးဖယ်နေတဲ့ရွေးကောက်ပွဲရလက်ကိုပြည်လက်အောင်ဖြည့်ရှင်းမပေးလို့လားဆိုတာကိုယ်ကပြပြလေ့လာကြဖို့လိုပါတယ်မကြိုက်လို့ရပါလေမုန်းလို့ရပါတယ်မကြိုက်ချင်းမုန်းခြင်းဟာလူတိုးတယောက်ရဲ့အပေါ်မှာပဲဖြစ်တင်ပါလေ ။ပူကာပွေးဦးတီချိုးဦးချိုးမူကြီးမဲအောင်လိုက်မချိုက်လို့ရပါတယ်။မုန်းလို့ရပါတယ်။သို့တော်ညာလေမြမတက်မလို့စစ်တက်ကိုမုန်းလို့မရပါဘူး။မြမတက်မလို့မရှိရင်မြမနိုင်ငံကြီးလည်းမရှိနိုင်ပါဘူး။ဒီဘောမှာရုပ်ခွက်တွေပြပြနေတယ်လို့ပဲပေါ့လား။ကျွန်တော်တို့ဒီတိုင်းပြည်မှာဆွမ်းနဲ့စစ်ကောင်စီမရှိဘူးဆိုတော့တိုင်းပြည်ကပြိုကျပျက်စီးသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေဒီဝါဒပြန်ပြေတော့မှ ဘင်ဝက်ရှ်လုံးနေတာကိုကျွန်တော်ကြားတာပဲဖြစ်ပါတယ်။နောက်ပြီးတော့မှသူတို့ဆစ်ချုံထားတဲ့အတိုင်းခုဆိုရင်လည်းကျွန်တော်တော်လိုင်းသမားတွေနဲ့ပြည်သူတွေကိုခွဲခြားမှုမရှိတော့ဘဲနဲ့မင်းမင်းမြာဆိုပြီးတော့မှလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးနဲ့ ထူပြတာတွေလည်းများစွာကျွန်တော်ကြုံတွေ့နေရတာမလို့ဒီကောင်တွေဘက်ကနေပြီးတော့မားစစ်ကောင်စီအနေနဲ့တမိုင်းရဆက်ဆက်ပေါ့နော်ကျွန်တော်နိုင်ငံရေးရောစီးရေးမှာပါပူးတွဲပြီးတော့မှလှုပ်ဆောင်နေခဲ့တဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့ဝါရဖန်ပြောဆိုနေပေမဲ့တစ်ဖက်မှာကျွန်တော်ပြည်သူတွေကတော့အခုဆိုရင်စစ်ကောင်စီရဲ့ရုံမှာရဲစဲမှုတွေနဲ့ကျွန်တော်ပြည်သူပြည်သားတွေပေါ်မှာတောင်မှရဆက်ဆက်နဲ့တစ်ဖက်ရဲတဲ့အဆင့်တွေလည်းသိရှိထားကြတယ်မလို့ဒီစစ်တပ်မရှိတော့မှအနိုင်ရမယ်ဆိုပုံမှာပေါ့နော်ဝင်ဝင်ပြီးတော့မာကုဆန်တော်လန်နေကြတာပဲဖြစ်ပါတယ်။ပြီးတော့တရားလုံးနေနေလည်းအဆင်မပြေအောင်မျိုးပဲနဲ့ဒီပေါ်မှာအောက်တန်းစားတွေပြောပြထားသလိုပဲကျွန်တော်အားလုံး ဒီတော်လိုက်မှာပူပေါင်းပြီးတော့လှုပ်ဆောင်လိုက်မယ်ဆိုတော့စစ်ကောင်စီနဲ့မျောလိုက်တဲ့အုပ်စုတွေကဆိုတော့မကြာခင်မှာပဲပြိုလဲသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပုတ်အနေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တဝက်ကနေပြီးတော့မှကျွန်တော်တို့ပြည်သူတွေကိုဘယ်လိုမျိုးစိတ်ဟောပြောဆိုထားမလဲဆိုတာစစ်ပြည်တော်မှာကြည့်လိုက်ရအောင်နော်။ရအောင်နေ။မနေ့တနေ့ကမှငါဒီနေရာရောက်လာဆိုတာကျွန်တော်ပြောတာမဟုတ်ဘူးတိလား။အောက်တက်မလားမနေ့တနေ့မှာဒီနေရာရောက်လာမဟုတ်ဘူးနော်မင်းတို့တွေမျိုးမနေ့တနေ့မှာရောက်လာမဟုတ်ဘူးတိလား အလံကင်ပြီးတော့သက်စာဆိုးပြီးတော့စက်တက်ဝင်လာတဲ့ငါတို့တွေနားလဲလားမင်းတို့လိုမျိုးအုတ်ကြားမြက်ပေါက်ကိုထမိန်ကင်ပြီးတော့တတ်လာတဲ့ကောင်မဟုတ်ဘူးเนาะဟောတိုက်ခိုက်ရှင်လဲတန်းစီနေလိုက်လို့ဒီရနားလဲလားမိနစ်တည်းမှဒီနေရာရောက်လာတတ်မတော့မဟုတ်ဘူးเนาะနားလဲလားအခုငါတို့ကျွေးညာ ဘလို့ကျွေးနေလဲနော်ဝါပြီလားမဝသေးဘူးလားဒီကောင်ကတော့ PDF တွေကိုစင်ခေါ်နေပြီနော်အခုချိန်မှာတော့ရေးနိုင်ပြီမဲ့ကျွန်တော်ဖန်ဆီးရမိတဲ့အချိန်ကျွန်တော်မှမျက်နှာငယ်လေးတွေနဲ့သူတို့ကိုလွပေးဖို့ပေါ့နော်တောင်းဆိုနေတဲ့ရုပ်တွေကိုလည်းကျွန်တော်မြင်ရတော့မှာပဲဖြစ်ပါတယ်ကျွန်တော်ပြည်သူတွေအနေနဲ့ဒီလိုမျိုးစကွန်စီတဖို့မတွေရပြောစကားတွေကိုတေချာလေးကိုမတားထားပြီတော့မှကျွန်တော်ဖန်ဆီးရမိတဲ့အချိန်ကျွန်တော်မှဒီသမင်းတွေပေါ့နော်အခုဆိုလည်းကျွေးစရာမလိုတော့ဘဲနဲ့ကျွန်တော်ပြည်သူတွေအားလုံးဝန်ဝန်ဆန္ဒရှိထားတဲ့အတိုင်းအခုဆိုရင်တခါတည်းပြင်ရှင်ဖို့ လုဆိုင်ရတော့မယ်ဆိုပြီးတော့ပြဆုံမှုတွေလည်းရှိလာတာပဲဖြစ်ပါတယ်။ B2B သားတွေကကျွန်တော်တို့နေ့စဉ်နဲ့မျက်စကောင်စီရဲ့လေချောင်းတိုက်ခတ်မှုတွေနဲ့သူအသက်တွေပေးဆက်နေရတာပြီးပြီးတော့မှဒါကိုကျွန်တော်တို့ဘက်ကနေပြီးတော့မှတွေးကြည့်မယ်ဆိုတော့ပေါ့နော်။တော်တော်လေးကိုခံပြစရာကောင်းနေတာပဲဖြစ်ပါတယ်။ဒီတော်လိုင်းရဲ့အရှိန်ဟုံကောင်းကောင်းနဲ့ရှုပ်သွားနေတဲ့အချိန်မှာ B2 တရားလုံးအနေနဲ့ကျွန်တော်တို့ရဲ့ရရနီးနဲ့ပေါ့နော်။ဒီတော်လိုင်းမှာထက်ထက်ဝင်ပူပေါင်းပုံရင်နဲ့ ဖစ်ဆရာနဲ့ရှင်စနစ်ကိုဒီနေ့အကုန်မှာပဲအပြည့်ဖြိုးချနိုင်ဖို့စူးစမ်းကြအောင်ဆိုပြီးတော့မှပြောလို့ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီညမှာပဲဆုံးသက်ချင်ပါတယ်စအောင်ကြည့်ရှုပေးကြတဲ့မိဘပြည်သူများအားလုံးထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခွေကြမယ့်ခြင်းနဲ့ပြည့်စုံပြီးတော့မှတာရဲ Channel ည Channel ပတ်စံကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းစုမကောင်းတောင်းပေးလိုက်ပါတယ်